ကချင်ပြည်နယ်ဗမော်မြို့ကိုမတ်လ30ရက်မွန်းတက်12နိုင်ငံမှာစစ်ကောင်စီရဲ့ jet fighter ကဘုံကျဲသွားတယ်လို့ကချင် news group KNG ကဖော်ပြပါတယ်။မြေပြင်တိုက်ပွဲပြင်းပြထန်ထန်မရှိဘဲမတ်လ29နဲ့30နှစ်ရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်တာဖြစ်ပြီးထိခိုက်မှုကိုစုံစမ်းနေစေလို့ဆိုပါတယ်။အလားတူမကွေးတိုင်းပေါ့မြို့နယ်အနောက်မြောက်ဘက်ကလည်း မတ်လ30ရက်မနေ့ဆိုင်တိုင်းခွဲကန့်မှာစစ်ကောင်စီရဟတ်ရင်ကဘုံကျဲသွားတယ်လို့ပခုတ်ကူခရိုင်အမှတ်15တရင်ကသတင်းထုတ်ပြန်ပါတယ်ဘုံကျဲပြီးတဲ့နောက်စစ်ရဟတ်ရင်ဟာ ကပ္ပစ24အမှတ်24ကာကွယ်ရေးပစ္စည်းစက်ရုံဝင်းထဲကိုပြန်ဆင်းသွားပြီးထိခိုက်မှုကိုစုံစမ်းနေစေလို့ဖော်ပြပါတယ်မလ28ရက်မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းကလေးတန်းကို ခံစားနေရသူတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်နိုင်ဖို့ မတ်လ30ကနေဧပြီ7ရက်အထိတည်င်းနှစ်ပတ်အပြည့်ခတ်ရက်စေးထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနကကြေညာထားချိန်မှာစစ်ကောင်စီဘက်က အခုလိုလေရင်နဲ့ဘုံထက်ကျဲနေတာဖြစ်ပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချုံမြို့နယ်တောင်ခန်းကြီးရွာရှိအမှတ်902အမြောက်တပ်ထင်းချုပ်ရေးစခန်းကစစ်သား3ဦးလက်နက်တွေနဲ့အတူတော်လိုင်းတပ်တွေစီကို မတ်လ28ရက်မွန်းလွဲ3နိုင်ငံမှာခိုးလှုံလာတယ်လို့တန်းပြူသားလူမျိုးရေးတပ်မတော် TNL ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သား3ဦးဟာသူတို့ရဲ့အရာရှိစစ်ဘူတိုက်ပွဲမှာကြာဆုံးသွားတဲ့အတွက်ဥဆောင်မဲ့သူမရှိဖြစ်နေတာကြောင့်အခုလိုလက်နဲ့ချလာတာလို့ပြောပါတယ်သူတို့3ဦးကိုစစ်သုံးပန်းဥပဒေနဲ့အညီ PSLF TNL ကထိန်းသိမ်းထားတယ်လို့ဖော်ပြထားပါတယ် မလ28ရက်ကနှုတ်ခတ်သွားတဲ့ငလင်ကြီးဟာအလွန်ပြင်းထန်တဲ့အတွက်မြန်မာနိုင်ငံတဝန်းသေဆုံးသူတထောင်ကျော်အထိရှိလာနေပြီဖြစ်ပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကိုညီကစေးဆောင်ရွက်နေသူတွေကပြောပါတယ်။အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်း၊စင်ကာပူ၊တရုတ်၊အိန္ဒိယအပြင်ရုရှားနိုင်ငံကကေဇေးရေးအဖွဲ့တွေနဲ့ကေဇေးရေးပစ္စည်းတွေမြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီးကေဇေးရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ိရပါတယ်ခင်ဗျာ။